ကံအကောင်းအကြောင်းမလားလို့အမျိုးသမီးကကိုမဝင်နေခဲ့ပေမဲ့မပြစ်သွားပဲရှစ်နှစ်လုံးလုံးဘေးနားမှာရှိနေခဲ့တဲ့အမျိုးသားအားလုံးမင်္ဂလာပါဗမိစနောင်းကနေကြွဆိုလိုက်ပါတယ် ိမ်ထောင်ရေးကံဆိုတာလူတိုင်းကကိုယ်တိုင်ရွေးချယ်ကအိမ်ထောင်ပြုကြပေမဲ့ကံကတော့လူတိုင်းမကောင်းနိုင်ပါဘူး။စင်းရဲတာချမ်းသာတာဆိုတာထက်သက်ဆုံးတိုင်ချစ်ချင်းမြတ်တာတရားကိုရောက်သွားနိုင်မလားဆိုတဲ့ကံကလူတိုင်းမရနိုင်တာကြောင့်ပေါ့။မကွေတိုင်၆မြို့နယ်ကမြို့သမီးကတော့သက်ဆုံးတိုင်ဘလို့အချင်းနေမျိုးမစော်ချစ်ပေးသစ္စာရှိနေပေမဲ့ချစ်ချင်းမျိုးနဲ့အိမ်ထောင်ရေးကံကိုရရှိခဲ့ပါတယ်။ဒါပေမဲ့ကံအကောင်းကြောင်းမလာတာကြောင့်အမျိုးသမီးဖြစ်သူကဒီချစ်ချင်းတရားတွေကိုသူ့ပေးကိုပေးမပေးနိုင်ပဲအိမ်ရဲမှာကိုမဝင်နေခဲ့တာပေါ့။အမျိုးသားဖြစ်သူကိုနေဝင်းသူနဲ့အမျိုးသမီးတို့ကငါလာတာပေါ့ ောင်းဖက်လိုက်ရပါတယ်။ကိုနေဝင်းသူကကိုရီးယားမှာအလုပ်လုပ်နေခဲ့တာဖြစ်ပြီးတလောက်ကို300ခန့်ဝင်ပါတယ်။အမျိုးသမီးဖြစ်သူနဲ့လက်ထပ်ပြီးကိုရီးယားမှာအလုပ်ဆက်လုပ်နေခဲ့တာပေါ့။တနေ့နေမှာတစ်ခေါက်သာပြန်လာဖြစ်ပါတယ်။ကလေးယူမဲဆိုပြီး2023ခုနှစ်မှာပြန်လာခဲ့ကတလောက်လောက်နေပြီးပြန်သွားခဲ့တာပေါ့။အဲဒီနောက်မှာဇနီးတဲကကိုဝင်ရှိနေခဲ့ပါတယ်။ဒါပေမဲ့ accident ဖြစ်တာမဟုတ်ပါပဲ။ကိုဝင်ရှိနေရကနေမရှိတော့တဲ့လက္ခဏာတွေပြကစိတ်ယုံတင်လိုက်ရတာပေါ့။ခွဲစိတ်ခံနေမှာခွဲနေရင်းနဲ့အမျိုးသမီးဖြစ်သူကအောက်ဆီဂျင်ပြက်လက်ကနှလုံးခုန်ရပ်သွားပါတယ်။ဒါကိုဆရာဝ င်တွေကချက်ချင်းနောက်ထပ်ဇင်းုံကိုမလွှဲပေးခဲ့ပါဘူး။မနက်ပိုင်းမှာခွဲရောင်ကိုညနေမှသာနေပြည်တော်ကရင်တထောင်ကိုပြန်လွှဲတာပါ။ဒီအချိန်မှာအသက်ရှင်ဖို့20ရာခိုင်နှုန်းသာရှိပါတော့တယ်။ဒီလိုနဲ့အမျိုးသမီးကကိုမဝင်သွားခဲ့ပါတော့တယ်။အမျိုးသမီးဖြစ်သူကိုမဝင်နာကိုတိလိုက်ရတဲ့အချိန်မှာကိုနေဝင်းသူကကိုရီးယားကိုမပြန်တော့ပါဘူး။ကိုမဝင်တဲ့လူတယောက်ကသတင်းရဖို့ရန်ကိုခတ်ခဲ့ဆိုတာအမျိုးသားကသိပါတယ်။သူအနေနဲ့အခြားဘသူလက်ထဲမှာမှစိတ်မချတာကြောင့်ပါ ဒါကြောင့်မို့ကိုနေဝင်းသူတို့ကမင်္ဂလာတက်တန်း၈နှစ်ကြာတာဆိုပေမဲ့၅လလောက်တာအတူနေထိုင်ပေါင်းဖတ်ခဲ့ရတာပေါ့၅လလောက်တာအတူတူနေခဲ့ရပေမဲ့ကိုနေဝင်းသူကဇနီးပေါ်မှာတန်ရောက်စဉ်အရန်ကြီးပါတယ်ဒါရီမကတိပဲဇနီးတဲ့ကိုမဝင်းချင်းမှကိုရီးယားကိုမပြန်သွားဖို့ပါဆုံးဖြတ်လိုက်တာပေါ့ဇနီးတဲ့ရဲ့ဘေးနားမှာပြုစုနေကြတာဆိုရင်နှစ်နှစ်နီးပါးရှိနေပါပြီဒီနှစ်နှစ်နီးပါးလုံးမှာဇနီးတဲ့အသက်ရှင်မလားဆိုတဲ့မျှော်လင့်ချက်နဲ့ရုရှားထိလည်းသွားခဲ့တယ်လို့အမေရိကန်အိန္ဒိယကဆီယဝင်တွေစီကိုလည်းသွားရောက်ကူတာခဲ့ပါတယ် ဒါပေမဲ့အခုချိန်ထိကိုမဝင်နေတဲ့ဇနီးတွေကပြန်ကောင်းလာတာမျိုးမရှိသေးပါဘူး။ဒီနှစ်နှစ်အတွင်းမှာတင်ဇနီးဖြစ်သူကိုကုသပေးနေတာတိုင်းတထောင်ကျော်ဝင်းကျင်ကုန်သွားပြီလေဖြစ်ပါတယ်။တိုင်းတထောင်ကျော်ကုန်သွားပြီမဲ့လည်းလက်မလျှော့သေးပါဘူး။သူဆုံးဖြတ်ထားတဲ့အတိုင်းလေအမှန်တကယ်ကုသသွားမှာပါ။ဒါအပြင်ကုသဖို့အတွက်နီလန်ကောင်းနေရှိရင်ပြန်ပြောပေးပါအောင်ဆိုပြီးလဲတောင်းဆိုထားပါသေးတယ်။ကိုမဝင်နေတဲ့မြို့သမီးကိုသစ္စာမပြတ်ချစ်ပေးဖို့ဆိုတာကမဖြစ်နိုင်ပါဘူး။ အမျိုးသမီးကကံအကောင်းအကြောင်းမလှတာကြောင့်ကိုမဝင်ခဲ့ရပေမယ့်သက်ဆုံးတိုင်ဘလို့အချင်းချင်းမျိုးမမစိုးချစ်ပေးမဲ့အမျိုးသားကိုရရှိထားကကံကောင်းလွန်တာပေါ့ အမျိုးသမီးတွေအတွက်အိမ်တောင်ရဲ့ကံဆိုတာကံဆမ်းမဲ့နှိုက်ရတယ်လို့ပါပဲ။တဆုံတိုင်းတစ္ဆာရှိရှိနဲ့ဘေးနားမှာရှိပေးသွားမယ့်အမျိုးသားကိုရောက်ဖို့ဆိုတာကလည်းမလွယ်ပါဘူး။ဒါကြောင့်မို့အကိုမဝင်နေတဲ့အမျိုးသမီးပေါ်ထားတဲ့အမျိုးသားရဲ့အချစ်ကလေးစားစရာကောင်းနေခဲ့တာပါ။ကြိရှုခဲ့ကြတဲ့အမျိုးသမီးတိုင်းလည်းဘဝရဲ့အခြေအနေတိုင်းမှာချစ်ပေးနိုင်တဲ့အမျိုးသားကောင်းတွေကိုပိုင်ဆိုင်ကြပါစေနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။